သင်ဟာဖယားသခင်ကိုဝမ်းမြောက်စေတော်သူဖြစ်တယ်တဲ့ဒီလောကကိုရောက်ရှိလာခြင်းဟာဖယားသခင်ကြီးမားတဲ့အကျံစီဖြစ်တယ်အမျိုးသမီးတွေအားဖြင့်ဖယားသခင်ကဝမ်းမြောက်ရှင်လန်းနေရတယ်ဆိုတဲ့အရာကိုအရင်ဦးဆုံးသင်ကိုဖယားသခင်နားလဲစေခြင်းတယ်ပထမဦးဆုံးအမျိုးသမီးတွေကျမတို့သိရမယ့်အရာတစ်ခုကဘာလဲဆိုတော့ကျမတို့ဟာဒီလောကကိုလွှမ်းမိုးနိုင်တဲ့သူဖြစ်တယ်ပြန်ပြောမနော်ဒီလောကကိုလွှမ်းမိုးနိုင်တဲ့အာဒံကိုဘယ်သူကပြန်လွှမ်းမိုးသွားလဲ။အေဝါ ရေရေပြေပါကျမထောင်ကြောက်မစင်ဘူးနော်ဒီလောကကို လွမ်းမိုးခွင့်ရတဲ့အာဒံကြောက်စင်းစရာအကြောင်း ဖြစ်သွားတဲ့အရာကဘာလို့ကြောက်လဲအေးဝါကြောက်ဒီလိုပဲပြပြတသားပြောအောင်ပါပဲဟုတ်တယ်မလားအဲ့တော့ဒီနေရာမှာနားလည်ရမယ့်အရာတစ်ခုကဘာလဲဆိုတော့ဒီအေးဝါဟာအာဒံရဲ့စိတ်နှလုံးအာဒံရဲ့အတွေးခေါ်အာဒံရဲ့ဖြစ်ချင်းအားလုံးကို ပြောင်းလဲနိုင်တဲ့စွမ်းရင်ရှိနေတယ်အဲ့ဒီအရာကို influence လို့ခေါ်တယ် နော်အဲ့တော့ပထမတစ်ချက်သိရမယ့်အရာကဒီနေ့အမျိုးသမီးတွေကိုဖရာသခင်က influencer ဖြစ်စေခြင်းနဲ့လွှမ်းမိုးနိုင်တဲ့အမျိုးသမီးဖြစ်စေခြင်းနဲ့ဒါပေမဲ့အဲ့ဒီလွှမ်းမိုးနိုင်ခြင်းဆိုတဲ့အရာက dark side ကမဖြစ်ရအောင်မနနဲ့ဆိုင်တဲ့အရာကမဖြစ်ရအောင်ဖရာသခင်ရဲ့နိုင်ငံတော်နဲ့ဆိုင်တဲ့အရာမှာ influence ဖြစ်တဲ့အရာကိုဒီနေ့ဖရာသခင်ကလိုချင်တာအဲ့တော့ကိုယ့်ရဲ့အတ္တတားထဲမှာဘယ်ပိုင်းဆိုင်ရမှာကိုက influence ဖြစ်နေတယ်လဲ တချို့တွေက စက္ကတ်တော်ဝတ်တဲ့အရာမှာ influence အရန်ဖြစ်တယ်။တချို့တွေကဆဲတဲ့အရာမှာ influence အရန်ဖြစ်တယ်။တချို့တွေကအော်ဂျိုးလန်တဲ့အရာမှာ influence ဖြစ်တယ်။ဒီနေ့ဘုရားသခင်အဲ့ဒီအရာမှာလွမ်းမိုးစေချင်တာမဟုတ်ဘူး။ဘုရားသခင်ကျမတို့ကိုလွမ်းမိုးစေချင်တဲ့အရာက prophet ပြုခြင်းမှာလွမ်းမိုးစေတဲ့သူ။ hallelujah ။ပုံတက်တဲ့အရာမှာလွမ်းမိုးစေတဲ့သူ။ hallelujah ။အိမ်တော်ရဲ့အရာမှာမိသားစုကိုစောင့်ရှောက်တဲ့အရာမှာလွမ်းမိုးစေသူ။တန်ရှင်းခြင်းအရာမှာလွမ်းမိုးစေတဲ့သူကိုဒီနေ့ဘုရားသခင်ကကျမတို့ကိုဖြစ်စေချင်တယ်။ဘုရားရဲ့အလေးအလာကိုနားလေသဘောပေါက်ခြင်းတဲ့ ကနေပြီးတော့မိမိရဲ့ခင်မွန်းတဲ့မိမိရဲ့သားသမီးကိုလွှမ်းမိုးနိုင်တဲ့သူဟာမာနကိုအောင်တော့မိသားစုဖြစ်လာစေဖို့ရန်အတွက်လွှမ်းမိုးနိုင်တော်သူပဲကျမတို့ဒီနေ့ခင်မွန်းတဲ့ကိုဝิญဉံပိုင်းဆိုင်ရာမှာလွှမ်းမိုးမှုရှိရလားမရှိပါဘူးတဲ့မလေးရိုးသားလိုက်တာချက်ချင်းကိုကောင်းခါတာ ဝိညာဉ်ပိုင်းဆိုင်မှာဒီလိုပြောလိုက်တဲ့အခါမှာခင်မွန်းတဲ့ဟိုအပေါ်စီးကနေဟဲ့နေကျန်းစာဖက်လေးနေဆုတောင်းလေးနေမိသားစုအတွက်ညဘက်မှာအာဥဆောင်တာငါမတွေ့ရသေးဘူးဒီလိုကိစ္စတွေနဲ့လက်ညှိုးထိုးပြီးတော့မှသူ့ကိုဆုံးမဖို့မဟုတ်ဘူးတခါသေးကျမတို့ကကိုယ့်ရဲ့ခင်မွန်းတဲ့ကိုအယံကိုတိုးတက်စေခြင်းတဲ့အခါမှာဝိညာဉ်ပိုင်းဆိုင်မှာကောင်းစားစေခြင်းတဲ့အခါမှာကိုအားပေးတယ်သူ့ကိုတိုက်တွန်းတယ်ဒါပေမဲ့တိုက်တွန်းတဲ့ပုံစံကနီးလည်းမကြတော့ခင်မွန်းတဲ့ကမလုပ်တော့အဲ့တော့ဒီနေ့မနေ့လဲကျမပြောခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုတော့ မိမိရဲ့ခင်မွန်းတယ်ဟာဥကောင်းနေရာမှာရှိရအတွက်ကြောင့်မလို့သူကအမြဲတမ်းဥဆောင်ခြင်းနဲ့နှလုံးသားအပြေဝရှိရဒါကြောင့်မလို့သူ့ကိုချင်းကတ်တဲ့အခါမှာအောက်ရှိုးနှိတ်ချပြီးတော့မှနစ်ကျန်းစာဖက်ပါနော်လို့တောင်သွားပြောလို့မရဘူးဟဲကျန်းစာဖက်လို့ခွန်အားရတဲ့အရာလေးရှင်ပြောပြနော်သင်ပေးနော်ဟဲငါ့ကိုလက်တင်ဆူတောင်းပေးပါဆူမတောင်းနဲ့သူတိတယ် ဒါပေမဲ့လက်တင်ဆုတောင်းပေးပါငါ့ကိုကောင်းချီးပေးပါငါ့ကိုတွန်တင်ပေးပါလမ်းပြပေးပါအဲ့ဒီလိုပြောကများလိုက်အဲ့ဒီခင်မွန်းတဲ့ရဲ့အတ္တတာထဲမှာဘာဖြစ်လာလဲဥဆောင်ဥရွက်ပြုတ်နေတဲ့အရာဖြစ်လာတယ်မြို့သမီးများသဘောပေါက်ရမယ်တခါတည်းကျရင်ကိုယ့်ရဲ့ခင်မွန်းတဲ့ကိုပြစ်တင်ပြီးတော့မှနေအသုံးမကျဘူးဟိုမကြီးဟိုဘက်မျိုးသားကတော့ဘလိုမိသားစုကိုဥဆောင်တာဆိုတဲ့အရာတွေကို comparison လို့ခေါ်တဲ့နှိုင်းယှဉ်မှုတွေပြုလာတဲ့အခါမှာ အမျိုးသားတွေကစိတ်တက်ကြတယ်။ဥဆောင်မှုနေရာမရတဲ့အခါမှာအရှက်ကွဲတဲ့အခါမှာရိုသေလေးစားခြင်းမခံစားရတဲ့အခါမှာဝိညာဉ်ရေးရပို့ပြီးတော့ကြဆင်းစရာအကြောင်းဖြစ်သွားတယ်။ကဲအဲ့တော့အမျိုးသမီးများကျမတို့ဘာလုပ်ရမလဲ။မိမိရဲ့ခင်မွန်းတဲ့ဝိညာဉ်ရေးရမှာအရှိတ်ဟုန်နဲ့တိုးတက်လာဖို့နဲ့ကျမတို့ဉာဏ်ပညာရှိဖို့နဲ့အရေးကြီးတယ်။ကျမတို့အပြောအဆိုတွေကိုကျမတို့ဉာဏ်ပညာရှိစွာနဲ့ပြောဆိုတတ်ဖို့အရေးကြီးတယ်။ကျမတို့အိမ်မှာနေတဲ့အခါမှာတော့ကျမတို့ဘလို့ message တွေကိုပေးနေလဲ။ဘလို့သတင်းတွေကိုပေးနေလဲ။ ကိုကိုတိုင်းဆူတောင်းနေတဲ့အရာတွေကိုကိုတိုင်းစန်းစာဖတ်နေတဲ့အရာတွေကိုကိုတိုင်းဖယားကိုကိုးကွယ်နေတဲ့အရာတွေကိုကိုတိုင်းဖယားရဲ့ကောင်းမြတ်ခြင်းတွေကိုတသက်ခံနေတဲ့အရာတွေကိုကျမတို့အိမ်မှာရှိတဲ့ခမွန်းတွေကမြင်မယ်ဆိုရင်ကျမတို့အိမ်မှာရှိတဲ့သားသမီးကမြင်မယ်ဆိုရင်ဟာလေလုယာသင်ဟာဝိညာဉ်ပိုင်းဆာမှာလွှမ်းမိုးမှုရတော်သူဖြစ်လာပြီကျမပြောပြမယ်နော်နှုတ်ကပတ်တော်ဟာပညာအလုံးရဲ့အထက်မှာရှိတယ်လက်ခံလားလက်ခံလားအဲ့တော့တင်းရဲ့အနားမှာ အချို့အချို့သောသူတွေကတင့်ထက်တော်တက်တဲ့သူရှိလိမ့်မယ်။တင့်ရဲ့လုပ်ငန်းကိုင်ငံထဲမှာတင့်ထက်တော်တက်တဲ့သူရှိလိမ့်မယ်။အတင့်ထက်ဟိုဉာဏ်ပညာကောင်းတဲ့သူတွေရှိလိမ့်မယ်။နော်ဘလို့ပဲရှိနေပါစေ။တင့် influence လုပ်ခြင်းလွယ်လွယ်လေးပဲ။နှုတ်ကပတ်တော်နဲ့ဖြည့်လိုက်။အဲ့ဒီနှုတ်ကပတ်တော်နဲ့တင်ပြည့်လို့နှုတ်ကပတ်တော်ပြန်တင့်ရဲ့နှုတ်ရှာပစက်ကစီးထွက်မယ်ဆိုရင်တင့်အနားမှာရှိတဲ့ပညာရှိကိုလမ်းပြနိုင်လိမ့်မယ်။တဲ့နာမှာရှိတဲ့တိတ်ပြီးတော့ကြွယ်ဝချမ်းသာပါတယ်ဆိုတဲ့ပုံကိုယ်တွေကအစားတင့်ရဲ့စကားကိုနားထောင်လာမှဖြစ်တယ်။ တင့်ကိုဖယောင်းတခင်ဒီလောကကိုလွှမ်းမိုးနိုင်တဲ့သူဖြစ်စေခြင်းနဲ့အာမင်ဒီလိုပြောလိုက်တဲ့အခါမှာငါဘလောက်ဝင့်နိုင်နေငါဘလောက်စားနိုင်နေငါဘလောက်တော်တယ်ဆိုတဲ့အရာကိုလိုက်ပြပြီးတော့ကြွားဖို့မဟုတ်ဘူးအာမင်ကျွန်တော်တို့လွှမ်းမဲ့အရာကလွှမ်းမိုးတယ်ဆိုတော့ဘာကိုလွှမ်းမိုးတာလဲဖယားသခင်ရဲ့ကောင်းမြတ်ခြင်းဖယားရဲ့တစ္ဆာရှိခြင်းဖယားရဲ့အသက်ရှင်ခြင်းဆိုတဲ့အရာဒီလောကထဲကိုရောက်ရှိသွားဖို့အတွက်ကျွန်တော်တို့ကိုလူတွေကမြင်လိုက်တာနဲ့တန်းပြီးတော့ဖယားကိုမြင်သွားတဲ့အရာ အမျိုးသမီးတွေကျမတို့ဒီလောကကိုလွှမ်းမိုးနိုင်ဖို့ရန်အတွက်ငါဆရာကြီး ပုံစံနဲ့မရဘူးကျမတို့လုံနိုင်တဲ့အရာတကတောင်းပန်ခြင်းကနေစမှာဖြစ်တယ်အဲ့ဒီ nature တောင်းပန်ခြင်းတိုးရှိုးခြင်းကတစ်ဖက်လူရဲ့အတွေးအခေါ်ထင်မြင်ချက်ဆုံးဖြတ်ချက်ခံစားချက်တွေအလုံးကို ပြောင်းလဲသွားစေတယ်ဖျားလူကိုလည်းလွှမ်းမိုးနိုင်တဲ့အစွမ်းဘယ်သူမှရှိလဲအမျိုးသမီးမှရှိတယ်ရှင်ဘရင်ကိုလည်းလွှမ်းမိုးနိုင်တဲ့အစွမ်း Hello. You are very special. You are very special. ဖယားသခင်ကလူဝက်လက်နဲ့ဟာတင်ဖြစ်တယ်။အဲ့ဒါကိုသဘောမပေါက်နေခြင်းတို့နေတယ်ပြောခြင်းတို့ပြောတယ်။တော့လှုပ်ခြင်းတို့လှုပ်တဲ့အရာကကျွန်တော်တို့အမျိုးသမီးတွေတံပိုးကြစေတယ်။ကဲတော့အမျိုးသမီးတွေနှစ်ခုပဲရှိတယ်။တင်ပေရာနဲ့ကျွန်မတင်ရဲ့ပတ်ဝန်းကျင်ကိုတင်လွှမ်းမိုးထားလေ။ပထမတစ်ခုက ဖယားသခင်ရဲ့နိုင်ငံတော်ခြေပြန့်ဖို့ရန်အတွက်လွှမ်းမိုးနေလားဒုတိယတစ်ခုကမာနရဲ့နိုင်ငံခြေပြန့်ဖို့အတွက်လွှမ်းမိုးနေလား